အလက်ပွေထက်လို့ရပါတယ်ဖုန်း screen နော်ဒီလို screen မှာလက်ပွေထက်နည်းကိုတင်ပြမယ်နော်ဖုန်း screen မှာလက်ပွေမရှိဘူးဖုန်းရဲ့ depth ချမ်းမှာပင်း depth ချမ်းမှာပဲလက်ပွေရှိရဆိုရင်ဒီဗီဒီယိုကိုအဆုံးထိကြည့်ပါဒီဗီဒီယိုမှာတော့ဖုန်းရဲ့ဒီလို display မှာလက်ပွေထက်လို့ရမယ်နည်းလမ်းကိုကျွန်တော်တင်ပြမှာဖြစ်ပါတယ်ဒီဗီဒီယိုကိုအဆုံးထိကြည့်ပါကြအချင်းမဆွဲဘဲနဲ့ဒီဗီဒီယိုကိုစာလိုက်ရအောင်โอเคကျွန်တော်တို့အရင်ဆုံးဆိုင်ထက်ကိုဝင်မယ် ဆိုင်ထဲကိုဝင်ပြီးကျွန်တော်တို့ဒီမှာခုန lock လုပ်တဲ့နေရာကိုတစ်ချက်သွားမယ်နော် password and security နေရာကိုတစ်ချက်သွားမယ်သွားပြီးကျွန်တော်အရင်ဆုံးနော်ကျွန်တော် screen lock ကိုတစ်ချက်နေမယ်ဒီကောင်ကို lock ကိုလုပ်မယ်နော်ကိုယ် password လုပ်မယ်ဒီကောင်ကိုလုပ်လိုက်လုပ်ပြီး turn off screen lock လုပ်လိုက်မယ်ဒီကောင်ကိုလုပ်ချင်အပြီး screen lock ကကျွန်တော်တို့ဖုန်းထဲမှာ screen lock မရှိတော့ဘူးနော်ပြတ်သွားမယ်နော်အဲကြောင့် okay ကိုနည်းလိုက်မယ်အခုစရင်ဒီဘက်ကျွန်တော်တို့ဖုန်းမှာနော် screen lock မရှိတော့ဘူးနော်ဒီမှာကြည့်နော်ကြည့်နော် အဲ့လိုပုံစံနဲ့ကျွန်တော်ဒီကောင်ကိုဖြုတ်လိုက်တာဖြစ်ပါတယ်နောက်တစ်ခုကျွန်တော်တို့ဒီဒီလက်ပွေလက်ဒီမှာဒီဒီဖက်ချမ်းကလက်ပွေလက်ဒီမှာပြုတ်သွားပြီနော်ဒီကောင်ကို off load လိုက်တာအခုဒီဖက်ချမ်းကလက်ပွေလက် off ဖြစ်သွားပြီနော်အခုဆိုရင်ဒီကောင်ကဒီတိုင်းပဲ print သွားမယ်နော်ဘာမှနေဆရာမလို့ဒီတိုင်းပဲပြုတ်သွားမယ်နော်အဲအကြောင်းကျွန်တော် account ကိုအရင်ဆုံးဖြတ်လိုက်နော် account ကိုဖြတ်ပြီးတော့ကျွန်တော်တို့ဒီ setting ကိုလုပ်လို့ရပြီနော် display မှာလက်ပွေထပ်ချင်တဲ့ဆိုရင်နော်ကျွန်တော်ပြန် setting ထပ်ကိုဝင်မယ် setting ထပ်ကိုဝင်ပြီးကျွန်တော်တို့ဒီမှာ dims လို့ရေးထားအောင်ရှာမယ်နော် dims လို့ရထားရှာမယ်နော်ဒီမှာနော် dims နော်အကောင့်ကိုနှိပ်မယ်အကောင့်ကိုနှိပ်ပြီးရင်ကျွန်တော် internet ဖွင့်လိုက်မယ်နော် internet ကို free ပြီးရင်ကျွန်တော်ဒီမှာဒီ source နေရာကိုလက်ချက်နှိပ်မယ် source နေရာမှာဆိုရင်နော် real age legacy လို့ရေးမယ်နော်ဒီမှာနော် real age legacy လို့ရေးမယ်နော်ဒီလိုရေးပြီးရင်ဒီကောင်ကိုနှိပ်မယ်နော်ဒီမှာကြည့်နော်ဒီလိုနှိပ်ပြီးရင်ဒီမှာဒီမှာဒီက lab ပြပုံစံတစ်ခုပေါ်လာပြီနော်အကောင့်ကိုနှိပ်မယ် okay အကောင့်ကိုနှိပ်ပြီးကျွန်တော်ဒီမှာခဏလေးဆောက်ရအောင်ဖြစ်ပါနော်ပြီးဒီဒီမှာအောက်မှာ download ရှိရယ်နော်ဒီကောင်ကို download ဆွဲလိုက်မယ် waiting ဖြစ်နေရနော်ခဏလေးဆောက်လိုက်မယ်နော် download ဖြစ်နေရနော် okay download ဆွဲပြီးတာနဲ့ဒီမှာ apply ရှိရဒီ apply ကိုနှိပ်မယ် apply ကိုနှိပ်တာနဲ့ဒီမှာလည်းတရားရခိုင်တော့ ठी ကျွန်တော်တို့ဆောက်ရမှာဖြစ်ပါတယ် okay apply ကိုလုပ်ပြီးပြီနော်ကျွန်တော်ဒီမှာရပြီနော် apply ကျွန်တော်ပြမယ်နော်ဒီမှာရပြီနော်ခုန dims ဒီမှာကျွန်တော်တို့ရွေးချက်လိုက်ပြီနော် okay တစ်ချက်ကျွန်တော်ပေးပေးကြည့်ရမယ်နော် ခုကျွန်တော်ဖွင့်မယ်ဒီမှာရှင်လက်ပွေပေါ်လာပြီနော်ဒီကောင်ကိုဆိုရင်ဒီလိုပုံစံနဲ့ဒီမှာဖွင့်လာဖွင့်အောင်ဖြူပါနော်ကျွန်တော်ဒီမှာရှင်ဖွင့်သွားပြီနော်ဒီမှာရှင်နော် display မှာတကယ်ကိုလက်ပွေရပြီဒီမှာရှင်နော်ကျွန်တော်ဒီလိုပုံစံနဲ့ကျွန်တော်တို့လက်ပွေထက်လို့ရတယ်နော်အရန်ကိုမိုက်တဲ့နီလန်းကိုကျွန်တော်ပြောပြတာဖြစ်ပါတယ်နော်ဒီ video ကို share ပေးပါနော်